ဦးစွာပထမအသက်ရှင်တော်မူသောဘုရားသခင်ရဲ့ခြေဆုတော်အပေါင်းကိုချီးမွမ်းပါတယ်။ခြေဆုတော်အပြင်ကျွန်တော်တို့အသက်ရှင်ရခြင်းအခွင့်အရေးအတွက်ဒါရလှူရှာရခြင်းအခွင့်အတွက်ဘုရားရဲ့ခြေဆုတော်ချီးမွမ်းတယ်။ဒီကနေ့ခွန်အားပေးခြင်းနဲ့နဂဘတ်တမတန်းစာနဲ့အထူးသဖြင့်ကျွန်တော်တို့လူဘဝမှာအသက်ရှင်တဲ့အခါမှာရင်ဆိုင်ကြုံတွေ့ရမည့်လောကဓမ္မအကြောင်းအရာများအပြင်ကျွန်တော်အသက်တာမှာရှောက်လန်းပြင်ဆင်စရာများကိုခွန်အားပေးခြင်းပါတယ်လို့ကျွန်တော် ခနာလောက်ဆူတောင်းဆက်ကရအောင်အသက်ရှင်ပြီးကောင်းမြတ်တော်မူသောဘုရားယေရှုတော်အပေါင်းကိုချီးမွမ်းပါれအသက်ရှင်ရခြင်းအခွင့်နဲ့အတူတူကသွားလာလှူရှားခြင်းအခွင့်ကိုဘုရားသခင်ပြင်ဆင်ပေးခြင်းအပြင်ကိုတော်ကိုယေရှုတင်ပါれဝိညာဉ်တော်ဘုရားဒီကနေ့ရဲ့အမှုရာပမာကိုတော်အတူပါရှိရလေကောင်းချီးပေးပါဒီနေ့နှုတ်ကပတ်တော်ကိုခံယူကြမယ်လုံသာအသီးသီးနှုတ်ကပတ်တော်ကိုကြားနာမယ်နာအသီးသီးအပေါ်မှာကောင်းချီးဖြစ်စေပါယေရှုတော်ကိုချီးမွမ်းလေအမှုရာအသက်တာလက်ဝဲဆက်ကန်အနံ့တဲ့အခါ သခင်ရွှေနာမအမိပြုလျက်ဆုတောင်းဆက်ကပ်ပါれဘုရားသခင်အာမင်ဆိုတော့ဂျေဇုတော်အားဖြင့်ကျွန်တော်တို့အသက်ရှင်ရခြင်းဒါကဘုရားရဲ့ဂျေဇုတော်တက်တက်ပင်ဖြစ်ဆိုတော့လူဘွားရဲ့လူဖြစ်လာတဲ့အခါမှာလောကမှာကျွန်တော်တို့မဖြစ်ချင်တဲ့အရာခါကြလို့ရှိကိုယ်စိတ်နဲ့မတိုက်ဆိုင်မှုလေးတွေဒီအရာတွေကအမြဲရှိတတ်ပါတယ်ဘဝမှာမဖြစ်ချင်တဲ့အရာဖြစ်လာရင်မပျော်ဘဝမှာဖြစ်ချင်တဲ့အရာတွေဖြစ်လာပြီဆိုရင်ကျွန်တော်တို့အယံပျော်ဒါက လူရဲ့သဘောတဘာဝဖြစ်တယ်ဆိုတော့ကျွန်တော်တို့လောကကြီးထဲမှာနေတဲ့အခါမှာလောကရဲ့ဝန်ကြီးအတွက်ကြိုးစားရှာဖွေလောက်ကံရအဲ့တော့သကပုံတစ်ခုရှိတယ်ဗါလဲပျော်ရမှာမနေတော်ရမှာနေရတယ်လူတိုင်းပျော်ရမှာနေချင်ကြတာပဲသူအညာလည်းပဲပျော်ရမှာမနေရဘူးအဲ့တော့ကျွန်တော်တို့ဘာတက်နိုင်တယ်လဲဘာမှမတက်နိုင်ဘူးကျွန်တော်တို့ဘာလုပ်နိုင်တယ်လဲဘာမှမလုပ်နိုင်ဘူးကျွန်တော်တို့ဝန်ကြီးအတွက်အကြောင်းအမျိုးမျိုးကြောင့်ရင်မြရချတိုင်းတစ်ပါးကိုထွက်ခွာပြီးတော့မှအလောက်ကန်လောက်ကန်နေကြရတဲ့သူတွေလည်းရှိတယ်မဟုတ် မိမိရဲ့ကြေးရထားနေတဲ့ဝေပြီးတော့မှဒီကရန်ကုန်တို့ဟောဒီမန္တလေးတို့နေပြီးတော့ဒီလိုနေရာမျိုးတွေမှာသွားပြီးတော့အလိုလောက်ကန်နေရတယ်သူတွေလည်းရှိတယ်ဆိုတော့ဒီအပေါ်မှာကျွန်တော်တို့ပြန်စဉ်းစားရကျွန်တော်တို့မသွားရင်ဖြစ်လားမဖြစ်ဘူးလေအချင်းအနေအကြောင်းကအဲ့လိုရှိလာတဲ့အခါမှာကျွန်တော်တို့သွားရမှာဆိုတော့ဥမာလေးတစ်ခုပေးချင်ဘိုက်အရန်ဆိုင်ထမင်းအိုးလေးကြက်ထားပြီးခူးပြီးတော့မှစားကိုမခူးရင်ကိုထမင်းမစားရဘူးဒါကရိုးရိုးရိုးရှင်းပါတယ် ဆိုတော့မိမိရဲ့မူရဲ့ဌာနေကိုထားခဲ့ပြီးတော့မှရေမြင်ရက်ချတိုင်းတပါးကိုသွားပြီးတော့မှအလုပ်တွေလုပ်ကင်နေကြရတယ်ဒီအရာပေါ်မှာတစ်ခါကြားလို့ရှိရင်မပျော်နိုင်ဘူးပေါ့ဒါကလူရဲ့သဘောတဘာဝပဲတမချန်းစာတစ်ချက်ကိုအတူတူကခွန်အားယူအောင်ဒိုင်လာအနာဂတိကျမ်းအခန်းကြီး6အငယ်30အမိန့်တော်ထုတ်၍တစိုက်ခတ်ကြောင်းကိုဒိုင်လာသည်ကြာတိတော်လဲမိမိအိမ်သို့သွား၍ယေရုရှလင်မြို့သို့မျက်နှာပြုရာ အထက်ခန်းပရင်ပေါက်ဝင်လျက်ပင် အထက်ပြုလေရှိသည့်အတိုင်းတစ်နှစ်၃ချိန်ဒူးထောက်လျက်ဘုရားသခင်ကိုဆုတောင်း၍ဂုံကျေးဇူးတော်ကိုချီးမွမ်းလေ၏။ဟောအခုရေမြေရက်ချာတိုင်းတစ်ပါးမှရောက်ရှိနေတဲ့သားသမီးညီကိုမောင်နှမတွေ့ပဲမဟုတ်ဘူး။တန်ရီလာတို့လည်းသူတို့မနေချင်တဲ့သူများတန်းပြီးမှသွားနေရ။ဒါပေမဲ့မိတ်ဆွေတို့ဘုရားသခင်ကတင်တို့အပေါ်မှာကောင်းနေတယ်။တဲ့တို့ကိုဘုရားသခင်ကအမြဲတမ်းဆောင်မကြည့်ရှုနေ90တခုမြောက်သောဆာလံအပိုင်ငယ်1မှာ အမြင့်ဆုံးသောဘုရားဤကွဲကာရဌာနတော်မှာနေတော်သူအလန္တတကူရှင်ရဲ့အရေးကိုခိုရမယ်တင်တို့ဟာဘုရားသခင်ရဲ့သားသမီးများဖြစ်တယ်ဘုရားသခင်အမြဲကြည့်ရှုတယ်ဘလို့ဘုရားမျိုးလဲအမြင့်ဆုံးသောဘုရားအဲ့တော့အမြင့်ဆုံးသောဘုရားရဲ့ကွဲကာရမှာကျွန်တော်ရှိဆိုတော့အေးမြဆုံးအရေးကမိဘအရေးပဲတဲ့ရိတ်ဝါရိတ်ထက်အေးမြဆုံးအရေးကမိဘအရေးပဲဆိုတော့အခုမွေးရထာနေကိုထားခဲ့ပြီးတော့မှ ရင်မြေချားကိုသွားနေကြရတယ်။မအေးချမ်းနိုင်တော့ဘူးပေါ့ဒီစကပုံတိုင်းဆိုရင်အဲ့တော့မိတ်ဆွေတို့ပြန်စင်းစားပါမိဘအရေးတရားသခင်ကိုလည်းကျေးဇူးတင်နေမိဘတွေကိုလည်းကျေးဇူးတင်ပါတရားသခင်ပြင်ဆင်လို့ကျွန်တော်တို့မိဘပေါ်မတွေနဲ့အတူလူဖြစ်ခဲ့ရတယ်မွေးဖွားလာခဲ့ရတယ်အခုအချိန်မှာကျွန်တော်တို့ဒီမိဘအရေးကနေကျွန်တော်တို့အဝေးကိုရောက်နေတာဘယ်အရေးကိုကျွန်တော်တို့ခိုးကြမလဲအမြင့်ဆုံးသောဘုရားဤကွယ်ကားရာဌာနတော်ဒီဟုသောဘုရားသခင်ရဲ့အရေးမိဘညီကိုမောင်နှမဆွေမျိုးဝေးကွာနေပေတော့ညာလည်းပဲတင်တို့ရဲ့အနာမှာဘုရားသခင်ကအမြဲတမ်း ရှိနေမယ်။တင်တို့ကိုအမြဲတမ်းဘုရားသခင်ကကြည့်ရှုနေတယ်။ဘသူအပြစ်လဲနောက်တန်းကမိဘညီကိုမတော်မဆွေမျိုးအသင်းတော်ဆရာသမားတွေရဲ့ဆုတောင်းခြင်းအပြင်စက္ကတ်ခြင်းအပြင်တင်တို့ကိုယ်တိုင်လည်းဆုတောင်းဖို့လိုတယ်။အဲ့တော့ခုနဒန်ယေလသူဆုတောင်းတဲ့အခါမှာမတော်ကကြည့်လိုက်မယ်နော်။ယေရုရှလင်မြို့သို့မျက်နာပြုရာအထက်ခံပတင်းပေါက်ပွင့်လျက် သူ့ရဲ့ခါနေကိုသူပြန်လှည့်ပြီးဦးတည်ပြီးတော့မှသူရည်ရွယ်ပြီးတော့မှဖိအားကြီးမှသူဆိုဆိုတော့တင်လို့ဒီလေဘသူမှမတော်ချင်ဘူးဘသူမှမပြည့်ချင်ဘူးဘသူမှမနေချင်ပေတော့ညလည်းပဲရှိနေရတယ်ရှိနေတဲ့နေရာအပေါ်မှာကျွန်တော်တို့ဘာလုပ်ရမလဲအထက်ကဖိအားကကျွန်တော်တို့ကိုအမြဲတမ်းကြွယ်ကားနေတယ်ဖိအားကတင်တို့ကိုအမြဲတမ်းကြည့်ရှုနေတယ်ဆိုတာတင်တို့သိပါဒံရီလာတို့ကိုဘယင်မင်းကြီးကမျက်နှာသာပေးရတယ် ခွင့်ကိုဘုရားကပြင်ဆင်ထားပြီးသားထို့ကြောင့်တင်တို့ဒီပေါ်ရှင်မြေရဲ့ခြေတိုင်းတစ်ပါးမှတော့လောက်ကောင်းဘယ်လိုပဲရှိနေစေကမူနော်ဘုရားသခင်ကတင်တို့ကိုမျက်နှာသာပေးมาဖြစ်ပါတယ်အတိတ်ကတင်တို့ဘုရားနဲ့မှန်မို့လူတဲ့တော်ရမှာရှိနေတဲ့အခြေအနေပေါ်မှာကျွန်တော်တို့ဘာလို့ရအောင်ယေຊုတော်ချီးမွမ်းပါပန်းတိုင်းရောက်တဲ့ဒီနေ့တင်တို့ဟာအောင်မြင်ခြင်းကိုဇွဲကန်ပြီးတော့မှပြန်လာလိမ့်မယ်ဘယ်လိုပဲဖြစ်ဖြစ်ဒံယေလတို့လည်းတင်တို့နီးတူဖြတ်သွားကြရတာပဲရှိနေကြရတာပဲဒါပေမဲ့ညံ့နေတာဖျားပြီးတယ် ။တင်တို့ကိုလည်းဖခင်ကမျက်နှာသာပြေးပါလိမ့်မယ်။39ခုမြောက်သောဆန်လံအပိုင်ငယ်မှာကိုအမှုရာကိုသာဝရဖျား၌အဲ့လိုကိုတော်ကိုကူစားလို့တို့ပြုရင်စီးမယ်။တင်တို့အမှုရာကိုတင်တို့ဘာမှမလုပ်ပါနဲ့။ဖခင်လက်ဝဲဆက်ကအနိုင်ပါ။ဖုရားသခင်အကောင်းဆုံးပြင်ဆင်ပေးပါလိမ့်မယ်။ဖုရားရဲ့နှုတ်ကပတ်တော်ကိုကြားနာရသည့်ယောရှုလိုင်းဖျားရှင်ကောင်းချီးပေးပါစေ။